အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားတင်ရဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ30ရက်နေ့စီးရီးတင်ကောင်းတို့သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ယနေ့ကောင်းတို့သုံးသက်ချက်ဒီအတန်ငယ်လေးရှိပါတယ်ဒါကြောင့်မလို့အချိန်မရဘူးဆိုရင်နှစ်ပိုင်းသုံးပိုင်းခွဲပြီးတော့နားထောင်စေခြင်းပါတယ်အဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနေ့တော်လိုင်း တမိုင်းမှတ်တိုင်းအရွေ့တွေဟာငငယ်တော့ကကြားရဘူးသလိုပဲကဘာကြီးဟာเจ้ามาလို့အိမ်မှာပြားသည်ဆိုတဲ့လိုမျိုးဖြစ်နေပါဗျ။ဒါကြောင့် online ပေါ်မှာအခြေအနေတွေနဲ့ညီပြင်ပေါ်ကအခြေအနေတွေတစ်ထပ်သေးကြစီရန်နဲ့ချိဆက်ပြီးဖြစ်လာနိုင်တဲ့အခင်းချင်းနောက်တစ်ချက်ကစစ်ကောင်စီရဲ့လှုပ်ရှားနေမှုကျွန်တော်တို့တွေကြိုတင်ပြင်ဆင်နိုင်မဲ့အချက်လက်တွေကိုမှန်ကန်နေအောင် သုံးသပ်တင်ပြထားခြင်းဖြစ်ပါတယ် ဒါကြောင့်အချိန်ရရင်တော့နှစ်ပိုင်းသုံးပိုင်းလောက်ခွဲပြီးတော့နားထောင်ကြပါလို့ကျူတင်မြစ်တာရခံထားပါဗျာ။ရခိုင်ပြည်နယ်မြို့တော်ဆက်တွေမှာတော့လက်နဲ့ကြီးနဲ့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေခက်စိတ်စိတ်ဖြစ်လာနေပါဗျာ။အမြင်ကျုံးတော်နေရာမြို့မှာနေမြေရဲစခန်းကိုပြန်ပြီးအခြေချထားတာကိုကြည်ကြားအဖြစ်စစ်တွေတက်နေတဲ့ခုလုံးအချမ်းဖက်တက်ဟာထိန်းချုပ်မှုအားကောင်းနေတယ်လို့သုံးသပ်ရပါဗျာ။ အမြင့်ကျွမ်းက မရောက်မဖြစ်ခဏခဏရောက်ခဲ့ရတယ်ဆိုပေမဲ့2020ရွေးကောက်ပွဲမစခင်ဝင်းကျင်ရှင်းလုံခြုံရေးဆိုပြီးငတောက်တဲ့ရွာဘက်ကနေကာလံမတုံမဲတကြောင်လုံးလမ်းရှင်းပြီးတော့သွားခဲ့ရမှုပါတယ်ကိုလာရွှေတို့နေကင်းကြောင်တောင်ရွာစဉ်လှည့်ပြီးအဲရင်းစစ်တာကို အနည်းကလုံခြုံရေးလိုက်ပြီးယူအားချင်းဖြစ်ပါတယ်စဉ်းစားကြည့်ပါ ဒေသခံပြည်သူကြားထဲကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကအဲစည်းစစ်တာစစ်တပ်ကလုံခြုံရေးလိုက်ယူရတဲ့အနေထားပါကိုလာရွှေတို့ကလည်းစစ်တပ်မပါရင် မသွားရဲဘူးလို့ပါတယ်အဲ့ဒါတော့နည်းနည်းညတော့များခဲ့ပါတယ်ကိုလာရွှေတို့ကနင်တို့ငါတို့မပါလဲသွားတဲ့နေရာတွေအများကြီးပါအဲ့ဒါမျိုးကြရင်မခေါ်ပါဘူးဒါမျိုးသိရမဲ့နေရာမျိုးမှခေါ်တာချင်းဖြစ်ပါတယ် ဆရာရေယခုလက်နေဒီပြခတ်မှုတွေကိုကြည်ညာပြီးကြားဖက်တိုက်ရဲ့စစ်တွေအလွန်တိုက်စစ်ဏိဒန်းပြုတ်လာခြင်းကိုကိုချေရောကရာဇဝံပြန်ပေးခြင်းလောက်သာဖြစ်ပါလိမ့်မယ်စစ်တွေတနေအတွင်းပြည်တော်စုလမ်းမာကြီးတခြားမှာထိတွေ့တိုက်ပွဲတွေရှိလာနိုင်တဲ့အနေအထားများပါတယ်ကိုချေရောကစစ်တွေကိုရောက်လာတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဒုတိယမိသိမ့်ပိုင်မဲ့အစီအစဉ်လဲဖြစ်ကားဖြစ်လာနိုင်ပါတယ် တဖက်နဲ့တဖက်စီရေးအချိန်မြင့်လာနေကြဒီမှာဘေးနေရာကိုဦးစားပေးပြီးကြိုက်မလဲဘေးနေရာတွေဟာ weak point တွေဖြစ်လာမလဲဘေးလမ်းကြောင်းတွေဟာ allocy တွေဖြစ်မလဲ allocy ဆိုတာကတော့ line of communication ဆက်သွယ်ရေးလမ်းကြောင်းပေါ့နော်အုပ်ချုပ်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းလို့ခေါ်ပါတယ်ဒီနေရာတွေကိုပဲအဓိကထားရတာဖြစ်ပါတယ် ဟဲ့အောင်လေငါတို့ကတော့ဘေမျိုးကိုဘေနည်းရနေလာခဲ့မယ်အဲ့ဒါလိုမျိုးတော့ဘသူမှကြိုတင်ပြောပြီးတော့မတိုက်ကြပါဘူးအခုဆိုရင်အချမ်းမက်တာဟာသူတို့ရဲ့တရားမဝင်ရွေးကောက်ပွဲအရစ်ကြပြုတ်လုံးမဲ့နေရာတွေကိုထပ်မံထုတ်ပြန်လာခဲ့ပြီဖြစ်ပါတယ်ဒါဒီသူတို့ရဲ့စီရေးညီမရဲ့ဖြစ်နေပါတယ်ယခုနေ့ဒီဇင်ဘာလ28ရက်နေ့မှာပထမအရစ်102မြို့နယ်လောက်မှာပါ နောက်ထပ်သတင်းမှတ်နှစ်ပတ်ခြားပြီးတော့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာတော့ဒုတိယအရစ်တရားမြို့နယ်စရင်ကျင်းညာလာခဲ့ပါပြီရွေးကောက်ပွဲမလုပ်နိုင်ပါဘူးဆိုပြီး56မြို့နယ်ဝန်ခံထားတဲ့အတွက်တတိယအရစ်ဟာ82မြို့နယ်ပြုလုပ်ရမှာဖြစ်ပါတယ်သို့တော့မပြုတ်လုံနိုင်တဲ့မြို့နယ်ဟာတိုးတိုးပြီးလာဖို့ပဲ ရှိနေပါတယ် အကြမ်းဖက်တိုက်ရဲ့စီရင်ချိန်မြင့်ရမယ်ကာလဟာ84ရက်တိတိသာကြန့်ရှိပါတော့တယ်ဒုတိယအရေးပြုလုပ်မဲ့အထက်မှာတော့ရခိုင်ပြည်နယ်ကမြို့နယ်တွေပါမလာတော့တာကိုတွေ့ရပါတယ်သို့တော်အမ်တောင်ကုတ်တန်တွဲနဲ့ခွားမြို့နယ်တွေဟာ56မြို့နယ်စည်ရင်ထဲမှာမပါတဲ့အတွက်တတိယအရေးမှာပြုလုပ်ဖို့အတွက်အကြမ်းဖက်တိုက်ဟာတိုက်စစ် မဖြစ်မနေစင်လာရတော့မှာပါတာကုန်းမျိုးအခမဲ့ပညာရေးကျောင်းတစ်ခုကိုလည်းလေကျောင်းတက်ခဲ့မှုပြုလုပ်ထားခဲ့ပါတယ်အကြမ်းဖက်တရဲ့လိုလားချက်ဟာရခိုင်တော်ပိုင်းတစ်ပိုင်းလုံးဖြစ်နေတာကိုတွေ့ရပြီးတောင်ပိုင်းကိုစမလို့ကြံဟာရှိသေးမြို့တော်စစ်တွေကိုလက်လွတ်လိုက်ရတာမျိုးလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ချင်းပြည်ရဲ့တိရိမျိုးနယ်အတွင်းမှာလေလေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ထားပါဗျ ကျမ်းဖက်တာဟာဣတိန်မြို့ကိုကလေးမြို့ကနေတဆင့်အခြေခံစားတောက်ကုန်တွေပို့ဆောင်တဲ့ကုန်ပစ္စည်းတွေအတွင်းမှာခဲရန်တွေကိုပုံဖြတ်ပို့ဆောင်မှုတွေပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ချင်းပြည်နယ်မှာလည်းဒုတိယအဖြစ်ရွေးကောက်ပွဲပြုလုပ်မဲ့မြို့နယ်စည်းရင်းထဲမှာပါမလာပါဘူး။ဒါကြောင့်လက်ကြံရက်တွေမှာတွန်းဆန်ထန်တလန်ဖလန်စတဲ့မျိုးတွေကိုအပြည့်အဝပြန်လဲထိမ့်ချုပ်နိုင်ရေးအသေးအတန်စူးစမ်းလာနိုင်ပါတယ်။ တိုးညာမြို့နယ်ကိုတိုက်မှာကဇက်အာကြီးချန္ဒလန်မြို့နယ်အတွင်းမှာကလည်းအချမ်းဖက်စစ်ကြောင်းတွေနေရာယူတပ်ဖြန့်ထားပြီးဖြစ်နေတဲ့အတွက်နောက်ပိတ်ဆုံးလက်လွတ်ထားရတဲ့ဖလန်းမြို့ကိုတော့တော်လန်ရေးတပ်တွေလက်ထဲကနေပြန်လည်ရရှိဖို့သာအခဲအရေးဆုံးအနေထားလို့အမှန်းဆရပါတယ်အကြမ်းဖက်တပ်ဟာချင်းပြည်နယ်မြောက်ပိုင်းကိုသာစစ်ရေးကြီးမားချက်ထားနိုင်တာကိုလည်းတွေ့ရပါတယ် ကချင်ပြည်နယ်မှာတော့တပ်ဖက်တာဟာဖားကန်အစီအစိုက်တပ်မဟာကိုကိုလေကြောင်းကနေတိုက်ခိုက်မှုထပ်မံပြုလုပ်လာခဲ့ပါတယ်။တရားမဝင်ရွေးကောက်ပွဲဒုတိယအရစ်မှာမိုးကောင်းဝိုင်းမော်နဲ့မချမ်းပေါ်သုံးမြို့နယ်ကိုပြုလုပ်မယ်လို့ကြေညာလာပါတယ်။စီရဲတင်မှာမှုရှိနေတဲ့ဗမော်ရွှေဘူးနဲ့ဖားကန်ကတော့တတရရရစ်မှာလောက်ရံကြံဖြစ်နေတာကိုတွေ့ရပါဗျ။ မန်စီနဲ့မိုးမောက်ဟာလည်းရက်ပေါင်း80ကျော်အတွင်းမှာတခါတည်းတိုက်တခါတည်းရတခါတည်းရွေးကောက်ပွဲ လုပ်ဖို့ဆိုတာ စီစဉ်သူဒေါ်အေးဝင်းတောင်အဲ့လောက်စီစဉ်နိုင်မှာမဟုတ်ပါဘူးဒုတိယရင်းလုံးမယ်ဆိုတဲ့သုံးမျိုးနဲ့မှာမိုးကောင်းတစ်မျိုးနဲ့ပဲစိတ်ဖြောင်းဖြောင်းလုပ်လို့ရမယ်အနေထားရှိနေတာကိုလည်းတွေ့ရပါတယ်သို့သော မိုးမိတ်မြို့တွင်းကိုပါကြမ်းဖက်တပ်တွေပြန်လည်ဝင်ရောက်လာနိုင်တော့မှာဖြစ်တဲ့အတွက်မဘိမာစီမိုးမောက်စတဲ့မြို့နယ်တွေကိုပြန်လည်ထိုးစစ်ဆင်နိုင်မယ့်အနေအထားတရက်ရှိလာပြီလို့ဆိုရတော့မှာပါမြောက်ပိုင်းသုံးဘွဲ့မှာနှစ်ဘွဲ့အထိယာယီအပြင်အပြစ်ရထားနိုင်တယ်ဆိုပေမဲ့ရှမ်းမြောက်ကအင်အားတွေကိုတော့ကျန်းဖက်တပ်ဟာအလင်းအမြန်ရုတ်သိမ်းသွားမယ်မထင်ရသေးပါဘူး။ ခေါလံမှုမျိုးနဲ့အတွင်းရီစစ်စကားနှစ်ခုကိုတော့အကြမ်းဖက်တက်ဟာဂျမန်လေးကဖြတ်ပြီးလက်လွတ်ခဲ့ရတာရှိနေပါသေးတယ်။ KNB နဲ့မှာတော့ဒုတိယအရေးရွေးကောက်ပွဲလုံမှာဒီမော့ဆိုနဲ့ဖရူဆိုနှစ်မျိုးနဲ့ဆိုပြီးထုတ်ပြန်လာပါတယ်။စုစုပေါင်း9မြို့နယ်နဲ့လိုက်ကောဘောလခဲပထမအရေးဆိုတော့ခြေောက်ပွဲတတိယအရေးမလုပ်တော့ဘဲနဲ့နှစ်ကြိမ်ထဲနဲ့သာဖြတ်လိုက်တဲ့အနေအထားဖြစ်နေပါဗျာ လက်ရှိခရူဆိုဘောလကဲဟာဆက်သွယ်မှုလမ်းကြောင်းကိုတောင်အပြေအဝထိတ်ထုတ်ထားခြင်းမရှိသေးသလိုဒီမော့ဆိုမျိုးဟာလည်းရွေးကောက်ပွဲလုပ်နိုင်တဲ့အခြေအနေမရှိသေးပါဘူးကျင်းနီမြေမှာတော့အကြမ်းဖက်တက်ဟာဒပိုင်းတစလက်လွတ်ထားရတဲ့နေပြည်တော်ကိုတဝက်တစ်ပြက်သာပြန်လဲထိ ंछ ုပ်ထားနိုင်သေးတယ်ဆိုပေမဲ့ရွေးကောက်ပွဲကတော့လုံမယ်ဆိုတာကြီးဖြစ်နေပါသေးတယ်။ ကင်းပြည်နယ်ကတော့သတင်းစားသုံးတဲ့တော်လန်ပြည်သူတွေတော့မသိပါဘူးကျွန်တော်တို့သတင်း သုံးစားသူတွေပါမျက်စိလဲရပါတယ်ပရိကတော့မြောက်ဝီကိုပြောပါတယ်စောချစ်သူကိုဖမ်းမဲ့အဖွဲ့ကတဖွဲ့စောချစ်သူကနှစ်တကူကြိုးဆိုတဲ့လုပ်ဝင်ပြောတာတဖွဲ့ခေကေပတ်မှာပြေးတာတဖွဲ့ ပုံနာတစ်ဖွဲ့အချတာတစ်ဖွဲ့အခမ်းလားတစ်ဖွဲ့မက်စီကြိုက်တာတစ်ဖွဲ့ဟောအခုမြောက်ရီမျိုးပေါ်မှာမဲဆွဲတာကတစ်ဖွဲ့ဖြစ်လို့နေပါတယ်ကော်ဂရိတ်မြောက်ပိုင်းနယ်မြေတစ်ခုလုံးကိုတော့ကျမ်းပတ်တာဟာယာယီအားဖြင့်အပြေးဝထိတ်ချုပ်နိုင်သလောက်ရှိနေပြီဖြစ်ပါတယ်ဒုတိယရေရွေးကောက်ပွဲလုံးပဲဖာပွန်နဲ့လိုင်းပွဲဖြစ်ပြီးအကျမ်းပတ်တန်အနေနဲ့ဖာပွန်မြို့နယ်ကိုလည်းအပြေးဝထိတ်ချုပ်နိုင်ခြင်းမရှိသေးပါဘူး တတိယရေလုံမယ်ဆိုရင်နှစ်မျိုးနယ်ဖြစ်တဲ့ကော့ဂရိတ်နဲ့ကြာရင်စိတ်ကြီးကတော့ပထမဆုံးစစချင်းစစ်အုပ်ချုပ်ရေးကြီးညာထားခဲ့တာလည်းဖြစ်ပါတယ်။ဘာမဆိုလက်တန်းလောက်တဲ့စစ်တပ်ဟာဖားစီမြေမှာတော့မှန်းချက်နဲ့နှမ်းတွေကြိုက်တရောင်ပြနေပါလေ။စကိုင်းတိုင်းအင်းတော်တိုင်ပွဲတွင်မှာဖားစီရမိရဲ့စစ်တုံးပန်းတို့ထွက်ပြေးလွတ်မြောက်ပြီးအချို့ပြန်လည်ဖားစီရမိထားတာတွေရှိပါတယ်။ စစ်တုံပန်းဆိုတဲ့အမျိုးကဘာလုံးလို့မရဘာလုံးလို့မရဆိုတဲ့အတန်းစားထဲမှာပါပါတယ်အလံမျိုးတော်လက်နဲ့ချပါပျော်ပြီးတရဝင်းကြီးတက်ပြစ်လို့လည်းမဖြစ်ပြန်သေးပါဘူးကြာဖက်တဘက်ကနေပြီးတော့လဲတော်လိုင်းရဲ့ဖွဲ့စည်းမျိုးစုံကဖန်စီရမီဆိုတဲ့စည်ရင်းစရာတွေပြုစုထားတာဖြစ်ပါတယ် ဇာလန်းပြချင်ရင်တော့တနတ်လူထွက်ပြေးဆိုတာကအသင့်တော်ဆုံးဖြစ်ပါတယ်ဒါကလည်းအကျမ်းပဲစစ်တပ်တွေဓာန်ပြန်ဝါဒဖြတ်မှုကောင်းနေတဲ့အချက်ဖြစ်ပါတယ်ဒီချက်ကိုတော့ဗက်ပြောင်းလက်နဲ့စွန့်စစ်သားတယောက်ဖြစ်နေတဲ့အတွက်အတီးကြာမှတ်ချက်ပြုဖို့မသင့်တော်သေးပါဘူးဒုတိယရွေးကောက်ပွဲလုံးမဲ့အဆက်ပြတ်မြုပ်နယ်ဦးတော့ကျင်ညာသွားခဲ့ပြီဖြစ်ပါတယ် ပထမအရေး72မြို့နယ်ဆိုတော့တတိယအရေးလောက်ရန်ကျန်တာကောလင်းစာလင်းကြီးကဏီနဲ့ဗမောက်မြို့နယ်တွေပဲဖြစ်ပါတယ်။အကြမ်းဖက်တဲ့ဟာတိုင်းရင်းသားနယ်မြေတွေမှာတောင်းရွေးကောက်ပွဲလုပ်တဲ့နယ်မြေတွေကိုစီရေးရတိတိပပပရီမန်းချက်ထားနိုင်နေမဲ့သခိုင်းဒေသမှာတော့အိုးနှင်းခွက်နှင်းဖြစ်နေတဲ့ဆိုတာကိုတွေ့ရပါတယ်။ပထမဆုံးစေအုပ်ချုပ်ရေးဆိုပြီးကိုမြို့နယ်ကျင်းပခဲ့ပါတယ်။တကယ်တမ်း ဈေးတော့ပွဲမလုံနိုင်ဘူးဆိုပြီးတရားဝင်ကြေညာတဲ့အခါမှာမြို့နယ်စည်ရင်တွေပြောင်းလဲပြီးဆယ်မြို့နယ်ထိစည်ရင်တိုးလိုက်ရပါတိုင်းသားနယ်မြေတွေမှာတမျိုးပြီးတမျိုးလက်လွတ်နေရခြင်းဗမောက်မြို့ကိုရပိုင်တွင်သိမ်းပြစ်နိုင်ခဲ့ပါတယ်စကိုင်းဟာကြေညာအားမကောင်းပေမဲ့အကယ်ဒမီစည်ရင်ဝင်နေတဲ့ဖြစ်တယ်လို့သာသတ်မှတ်ရပါတယ်ခဏခဏပြောခဲ့သလိုပါပဲစိတ်မထုတ်တာ မော်တော်ရေ မင်းရှင်တွေဆိုတာကမဲဆွဲတဲ့ဇကားလုံးညတာဖြစ်ပါတယ်။ဇကားရညာသားတွေဟာမြေကိုကရုတ်လုံးလို့ရွတ်ရွတ်ချွံချွံတိုက်ထုတ်နေတဲ့ဖြစ်ပါတယ်။တကယ်တည်းရင်တကယ်သေးတယ်ဆိုပြီးဖြစ်မသွားစေဘူးကျွန်တော်တို့အားလုံးဝင်းရံကူညီဖို့လိုအပ်ပါတယ်။ကံယုံလားတနည်းနာရီဒေတာမှာလည်းအကျန်းဖက်တာဟာဆေးအုပ်ချုပ်ရေးမကျင်ညာခဲ့သလိုရွေးကောက်ပွဲမလုပ်နိုင်မဲ့စည်ရင်ထဲမှာထည့်သွင်းထားခြင်းလည်းမရှိခဲ့ပါဘူး။ ပထမအရေး၄မြို့နယ်ဒုတိယအရေး၃မြို့နယ်အဖြစ်ရေဖြူကျိုးစုနဲ့တနင်္လာရီမြို့နယ်တွေဆိုပြီးထုတ်ပြန်လာခဲ့ပါတယ်။မြေပြင်မှာတော့ရာနှုန်းပြည့်ထိတ်ထုတ်နိုင်ခြင်းမရှိသလိုတော်လိုင်းရေးအဖွဲ့တွေစိုးမိုးမှုအားကောင်းတဲ့အတွက်ရေဖြူမြို့နယ်မှာဆိုရင်စစ်တပ်ရဲ့အမှတ်လောင်းတွေဟာပြိုင်ပွဲကင်းအနိုင်ရထားတာလည်းတွေ့ရပါတယ်။ နောက်ဆုံးအရင်လုံးမဲ့၃မြို့နယ်ကတော့စီရီအတင်းမှာဆုံးလို့ဆိုရမယ်တရချောင်းနောက်လုံးနဲ့ပလောမြို့နယ်တို့ဖြစ်နေတာကိုတွေ့ရပါတယ်ပဲခူးတိုင်းကိုလည်းဒုတိယအရင်မှာ၁၂မြို့နယ်အထိပြုလုပ်မယ်လို့ထုတ်ပြန်လာပါတယ်ဈေးကွက်မလုံနိုင်ဘူးလို့ဝန်ခံခဲ့ခြင်းမရှိသလိုမာရှလောလည်းမထုတ်ပြန်ခဲ့ပါဘူး ဆိုင်ဦးရွှေကြည်သန်းတပင်ရေသာရှိဇီကုံပေါင်းတယ်ကဝတနတ်ပင်ပေါက်ခေါင်းဗရောင်းမိုးညူမင်းလာစားတဲ့မြို့နယ်ကြီးဖြစ်ပါတယ်သဘောတိုင်းခြေချံစီရေးတင်းမာလုံးဖြစ်တဲ့စစ်တောင်းမြို့ဝန်းကရွှေကြည်ရေသာရှိမြို့နယ်တွေပါဝင်လာခဲ့သလိုရိုးနောက်ချမ်းဖြစ်တဲ့ဗရောင်းမြို့နယ်လည်းပါဝင်လာခဲ့ပါတယ် ရခိုင်ရုံးမှာညောင်ကျိုးဒေသမှာတိုက်ပွဲပြင်းထန်နေတဲ့ဆိုပေမဲ့အဆိုပါနယ်မြေဟာတောတောင်ထဲမှာရှိနေတာပါ။ရိုးဘော်ကစမ်းပက်လက်တို့29မိုင်လို့ဆိုတာပြည်သေးရေးအမီပေါက်တာတောင်မကြသေးဘူးဖြစ်ပါလေ။ကာဝဲပစ္စည်းဆိုင်ရုံနယ်မြေတွေဖြစ်တာမို့အနီနာဝင်းကျင်ကျေးရွာတွေဟာအမာခံနယ်မြေတွေဖြစ်ပြီးဗရောင်းဟာလည်းဝင်းလန်းမြို့လို့သာဆိုရမှာဖြစ်ပါလေ။ တရားအညစ်လုံးမဲ့မြို့နယ်ကိုလည်းပထမအညစ်တုံးကလိုပဲရှစ်မြို့နယ်ပဲခြံထားခဲ့တာကိုတွေ့ရပါတယ်ဘိုးတိုင်းမှာတော့ရွေးကောက်ပွဲလုပ်ရဲ့မြို့နယ်တွေကိုမြေပုံပေါ်မှာပထမဒုတိယတတိယဆိုပြီးကာလာ၃မျိုးနဲ့နေရာချရင်ကြည်ကောင်းဖန်တီးထားတာကလွဲလို့ထူးထူးခြားခြားမတွေ့ရဘူးဖြစ်ပါတယ်။မကွေးတိုင်းမှာလည်းတတိယရေရွေးကောက်ပွဲမရှိပါဘူးဒုတိယရေမှာလည်းလက်ကျန်၁၇မျိုးနယ်ဖြစ်တဲ့ ကံကောစိတ်ဖြူနတ်မောက်မျိုးသစ်ငဖဲဆလင်းစရုပ်တရားကံမမင်းတုံးအထက်မင်းလာနဲ့စင်မောင်ဝဲမျိုးနယ်ပြီဖြစ်ပါတယ်ကဝဲပစ္စည်းဆိုင်ုံလေးအခြေစိုက်ထားတဲ့မြို့နယ်တွေကိုအမာခံထားပြီးလက်ကြံဖြတ်ပြုတ်လုမဲ့သဘောဖြစ်နေပါတယ်။ဆေးရည်တင်းမှာတော့အားလုံးနဲ့စိတ်ဝင်စားဆုံးဖြစ်နေတဲ့နိုင်ငံစစ်ပြန်တာရှိတဲ့ ငဖဲပြုံးနယ်စီလည်းအထက်မှာပြောခဲ့တဲ့ညောင်ချိုးနယ်မြေလိုပဲဖြစ်ပါတယ်လူနေကျဲပါတဲ့နယ်မြေမှာစစ်မဲ့ဖြစ်ပွားနေခြင်းသာဖြစ်ပြီးငဖဲတပ်နယ်အတွင်းမှာတော့အကြမ်းဖက်တပ်ဟာအပြေအဝထိ ंछ ုပ်ထားနိုင်တဲ့ဖြစ်တာကိုတွေ့ရပါတယ် မကွေးတိုင်းမှာတော့အရေးပေါ်အခြေအနေတင်ညာခဲ့တာ၅မြို့နယ်ဖြစ်ပြီးရွေးကောက်ပွဲမလုပ်နိုင်တာလဲမပြောင်းမလဲ၅မြို့နယ်ဖြစ်တဲ့အတွက်ထူးခြားလာတဲ့စည်ရေးဖော်ဆောင်မှုမပြုလုပ်နိုင်သေးတာကိုတွေ့ရပါတယ်သို့သောတရမင်းလုံးလမ်းပိုင်းမှာတော့တော်လန်ရေးတက်တွေရဲ့စိုးမိုးထားနိုင်မှုအားကောင်းလာနေတယ်လို့ပြောလို့ရပါတယ် မန္တလေးတိုင်းဒေသကြီးမှာတော့သုံးရစလုံးရွေးကောက်ပွဲခွဲပြီးပြုလုပ်ရမယ့်အခြေအနေပဲရှိနေပါသေးတယ်ချမ်းမြတာစီနဲ့ပသိမ်ကြီးလိုမြို့နယ်တွေကို နောက်ဆုံးအကြိမ်လုံးမဲ့စီးရင်းတွေကိုပို့ထားရတာကိုတွေ့ရပါတယ်။စီးရင်းတင်မှနေတဲ့ဖြစ်ပြီးအပြေအဝမထိတ်ချုပ်နိုင်သေးတဲ့မရရမြို့နယ်ကိုတော့ဒုတိယရက်မှာခွဲပြီးထည့်လာတာကိုတွေ့ရပါတယ်။ ဒုတိယယဉ်မျိုးတွေကတော့စင်ဂိုင်းကျော်ပလောင်းတရာဦးကြည်ကြီးတကောမောင်မြေဝမ်းတွင်သာစီအမရပူရနဲ့မရယာစုစုပေါင်း၉မြို့နယ်ဖြစ်ပါတယ်ကျွေးတော်ပွဲမလုပ်နိုင်တဲ့မြို့နယ်သုံးခုထက်မပိုစင်တဲ့ဆိုတဲ့စစ်ရုံးချုပ်ရဲ့အမိန့်ကြောင့်သာငန်းစုံမြို့နယ်ကိုဖြုတ်ပြီးသူ့ရဲ့အခြေအနေပိုဆိုးတဲ့နထိုးကြီးမြို့နယ်နဲ့ပြောင်းလဲပြင်ဆင်လိုက်ရတာဖြစ်ပါတယ် မန္တလေးလူမြင်တဲ့ဝိုင်းမှာတော့ရေကောက်ပွဲကိုစိတ်အေးအေးနဲ့လှုပ်လို့မရသေးဖြစ်မန္တလေးသားတွေရဲ့စိတ်အေးဖော်ဆောင်မှုတွေလည်းလေးစားရမှာဖြစ်ပါတယ်။တကောင်းမျိုးတဝိုက်ကိုတော့ထောက်လိုင်းရေးသတင်းတွေရရှိနေတာမို့လေချောင်းတိုက်ခိုက်မှု မကြခင် အပြင်းထန်ပြုလုပ်လာနိုင်ခြင်းရှိနေပါတယ်။မရယာမျိုးနဲ့ကျော်ရွားဘက်မှာတော့လက်နေကြီးပြစ်ကူယူရတဲ့မြေပြင်ထိတွေ့မှုတစ်ခုရှိနေခဲ့ပါတယ်။ ဆယ်တော်ကြီးတစ်ဝိုက်မှာလည်းထိတွေ့တိုက်ပွဲတွေယခုတည်းပုံမူပြင်းထန်လာနိုင်ပြီးတော်လန်ရေးတပ်တွေဘက်ကအင်အားထပ်ပြီးမဖြစ်တင်းနိုင်ရင်တော့အကြမ်းဖက်တပ်ဘက်ကမကြာခင်ထိန်းချုပ်မှုပြန်ပြီးလှုပ်သွားနိုင်ခြင်းရှိပါတယ်။စင်ဦးမြို့နယ်နဲ့ရွှေဘိုကျောင်းပြောင်းကိုဆက်သွယ်ပေးထားတဲ့ရဲနာတိခတရဟာဖောက်ခွဲပြစီမှုတန်းကြောင့်ကျိုးကျခဲ့တာကိုတော့သိကြပြီးဖြစ်ပါလိမ့်မယ်။ စင်ကူးတပိတ်ချင်းနယ်မြေကိုမြစ်နောက်ဖက်ကမ်းကနေဖိတ်ဆို system နဲ့အကြဖက်တိုက်ရဲ့စီရေးစီမံချက်ဟာတဲတဲရည်တွန်ဖြစ်ခဲ့ရပါပြီ။အလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုအသိဆက်ဆက်တင်မင်းလက်ကတော့ရှင်းငပေါ်ဈေးလျှော့တဲ့ရုပ်ဖြစ်နေမှာသိကြပါပါတယ်။ ဘဘမှာတော့ဆေးရရင်နှစ်စီးအခုမြေကူတရာတစ်စင်းဆိုတော့၃စီးရှင်ကြော်သွားတော့ဖြစ်နေပါပြီနောက်ထပ်နှစ်စင်းလိုပါသေးတယ်ကျွန်တော်လေးမနေ့ဆယ်လိုက်ဝင်းကျင်လောက်ကစပြီးတော့စင်ကူးမြို့နယ်အတွင်းကိုဒရုန်းပါဝင်လေကြောင်းတိုက်ခိုက်မှုတွေတနေကုန်တောက်လျှောက်ပြုလုပ်လာခဲ့တာကိုတွေ့ရပါတယ် ဘိုးဘုံမြို့နယ်တွင်းကိုရန်နာသိန်းကြီးမိုင်းဘက်ကစစ်ကြောင်းတွေသာဝင်ရောက်သွားနိုင်ခြင်းရှိပြီးဖော်တော်နှန်းလုံးသည်တပိတ်ချင်းနယ်မြေအတွက်ပိတ်ဆို၏နေရာတစ်ခုဖြစ်သွားနိုင်တဲ့အတွက်စစ်ရေးအခြေအနေတမျိုးတမီပြောင်းလဲသွားနိုင်ပါတယ်။ရှင်ကုန်းနယ်မြေဟာလည်းလေကြောင်းပြတ်မှတ်အဖြစ်အချိန်ပြည့်ရေဆိုင်လာရနိုင်ွယ်ရှိနေပါတယ်။ ရှားမညာမွန်ဒီနယ်မှာလည်းတရားမဝင်ရွေးကောက်ပွဲကိုနှစ်ကြိမ်နဲ့အပြီးဖြတ်မယ်လို့ကြေညာလာခဲ့ပါပြီ။ဖီလင်းမှုတော်တံပြူစရာရေးပေါင်စတဲ့မြို့နယ်၅ခုဖြစ်ပါတယ်။ပထမအရင်၅မြို့နယ်ဖြစ်တဲ့အတွက်စုစုပေါင်း၁၀မြို့နယ်လုံးပါသွားပါပြီ။ ရှင်းနဲ့တံပြူစရာမျိုးနယ်တွေဟာတော်လိုင်းအင်အားစုတွေကြီးစိုးတဲ့အောင်ရှိပြီးမြေပြင်တိုက်ခိုက်မှုတွေလည်းမကြာခဏဖော်ဆောင်နိုင်နေတာကိုတွေ့ရပါတယ်။ရှင်းဘူးရအပြင်တော့မြို့ပေါ်ချုံဆက်တဝိုက်ကိုပဲမဖြစ်ညစ်ရဟန်ရပြအချင်းချုံလှုပ်ဆောင်သွားမဲ့အနေထားတရဖြစ်နေပါတယ်။မဟာရန်ကုန်မှာလည်းတရားမဝင်ရွေးကောက်ပွဲဟာ၃ချိန်ခွဲပြီးပြုလုပ်သွားရမှာပဲဖြစ်ပါတယ်။ ချီဝါရီမြို့တော်ကြီးမှာ46မြို့နယ်ဆိုတော့ပထမအရေး12မြို့နယ်ဒုတိယအရေး16မြို့နယ်ဆိုပြီးကြီးညာလာခဲ့ပါတယ်ကျန်တော့မလာရောအပေါ်မပြောတဲ့ညိုစောရောနှစ်ယောက်လုံးနှစ်ခေါက်တောင်လာပြီးမဲဆွဲထားတဲ့လူနှစ်ယောက်တစ်ပိုင်းသာရှိတဲ့ကိုကိုကျုံမြို့နယ်နဲ့ဒုတိယအရေးမှာပါလာခဲ့တာကိုတွေ့ရပါတယ်ဂျန်ကောင်ဟာစေရတက်မှနေတဲ့အခြားတိုင်းဒေသကြီးတွေမှာလိုပဲ၃ရက်ခွဲပြီးလှုပ်ထားရတာဆိုတော့ နောက်ဆုံးအချက်မှလောက်ရမယ့်ဥနယ်သားတွေရဲ့စကတော့အတိအမှန်ပြုရမှာဖြစ်ပါတယ်။စံညောင်းကြီးမြင့်နိုင်လမ်းမတော်သကုံသိကန်းမြောက်ကလာအေးစိန်လှိုင်သာယာကြောက်တန်းသုံးဝခရမ်းဇလတာဂိတကြောက်တရာဒဂုံမျိုးတွေအရှိပိုင်းလိုပဲဖြစ်ပါတယ် ကမ္ဘောဒါးဆက်မီနယ်မှာတော့ကုမင်းစရာဝိုင်းပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်စီနဲ့တင်နီတာရေးလို့အပြစ်ရသဘောတူလက်မှတ်ရေးထုတ်ခဲ့ရပြီဖြစ်ပါတယ်သဘောတူညီချက်အရမိုးကုန်းနဲ့မိုးမိန်ညွန့်တွေကနေ CNL တက်တွေဟာစုခွာပေးရမှာဖြစ်ပြီးအကြမ်းဖက်တက်အနေနဲ့တအောင်းနယ်မြေတွေမှာလေကြောင်းတိုက်ကြိုက်ခြင်းအပါအဝင်မြေပြင်စစ်ကြောင်းထုတ်မှုတွေရပ်တန့်ပေးရမှာဖြစ်ပါတယ်အကြမ်းဖက်တက်ရဲ့တီဘောအလုံးခြိစက်ဟာမိုးတေတရားမှာတွေရပ်တန့်ခဲ့ရပြီးဒုထဝီကို ကြော်လွန်နိုင်ခြင်းမရှိတော့ဘူးလို့ဆိုရမှာဖြစ်ပါတယ်လာကြုံမြို့မှာတော့တစားနိုင်မှာပွဲလမ်းတစ်ပြည့်နေနဲ့ပြန်လဲစီကားတရားပြုတ်လုခဲ့ပါတ ချားပြည်နယ်အရှေ့ပိုင်းနယ်မြေတွေကမိုင်းပေါက်မြို့မှာတော့အမှုပညာရှင်တချို့တွားရောက်ဖျော်ဖြေခဲ့ရတဲ့ပွဲတစ်ခုရှိခဲ့ပါတယ်။ SIG တို့ဝိုင်းစုခံကျင်းတို့လာတယ်လို့တော့သိရပါတယ်။ချားပြည်နယ်တစ်ခုလုံးရဲ့မြို့နယ်55မြို့နယ်မှာတော့16မြို့နယ်ကိုရွေးကောက်ပွဲမပြုလုပ်နိုင်ဘူးလို့ကြေညာထားခဲ့ပါတယ်။ပထမအကြီး7မြို့နယ်နဲ့ဒုတိယအကြီး18မြို့နယ်တို့ပြုလုပ်မယ်လို့လဲထုတ်ပြန်လာခဲ့ပါတယ် ဒုတိယရက်မှာရွာငန်စီတိုင်းကလောမိုင်းခတ်မိုင်းပြင်းမိုင်းချက်ရက်ဆော့တန်ရန်မိုင်းရယ်ကိုဟိမိုင်းတုံမိုင်းရောင်မိုင်းရန်မိုင်းပန်မောက်မဲမိုင်းကိုင်လက်ချစတဲ့မြို့တွေပါဝင်လာတာကိုတွေ့ရပါတယ်။ချာမီနယ်မြောက်ပိုင်းမှာနောက်ဆုံးပြန်လည်ထိ ंछ ုံနာထားနိုင်ခဲ့တဲ့ကြောင်မဲနဲ့တီဘောမြို့နယ်ပါရှမ်းတချမ်းလုံးမှာတတိယရေးရွေးကောက်ပွဲလုပ်ရမယ်မြို့နယ်ကိုးကူတာကြံရှိနေပါတော့တယ်။ ပြင်းနေနေနဲ့ထိစပ်နေတဲ့အရှမ်းပြည်တောင်ပိုင်းမိုးပြဲဖဲကုန်ပင်လောင်စတဲ့စည်ရင်တင်မနေတဲ့မြို့နယ်တွေကိုနောက်ဆုံးအသုံးမှပြုလုပ်သွားနိုင်မဲ့သဘောဖြစ်ပါတယ်။မြို့ဝကျွန်းတော်တွေကအေရီတိုင်းမှာတော့မြို့နယ်26မြို့နယ်လုံးတရားမွေရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်ပြီးဒုတိယအရင်မှာတော့ကုမြို့နယ်ဆိုပြီးထုတ်ပြန်လာခဲ့ပါတယ်။ ရခိုင်တော်မိုင်းနဲ့ဆက်ဆက်နေတဲ့တာပေါင်းမြို့နယ်ကိုပါထည့်သွင်းလာခဲ့ပြီးအရေးကြီးထူးခြားမှုတော့မတွေ့ရှိရဘူးဖြစ်ပါတယ်။လေကြောင်းတကယ်မှုနဲ့မြေပြင်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ဖြစ်တဲ့ရေကြီး၊လေမျက်နှာ၊အင်ကပူမြို့နယ်တွေအပါစုစုပေါင်း၉မြို့နယ်ကိုတော့နောက်ဆုံးအရစ်ထိအချိန်ဆွဲထားတာကိုတွေ့ရပါတယ်။ချုံရမယ်ဆိုရင် နေပြည်တော်ကောင်စီနယ်မြေတစ်ခုတည်းသာပထမရေတရေထဲနဲ့အပီးဖြတ်ထားနိုင်ပါလေ။ကျန်နယ်မြေတွေကတော့အ ਨੇ ဆုံးဒုတိယရေထိနှစ်ကြိမ်ခွဲထားရတာကိုလည်းတွေ့ရပါတယ်။ကရင်ဤမကွေးနဲ့မွန်ပြည်နယ်တွေဟာဇန်နဝါရီလ17ရက်နေ့မှာတရားမဝင် ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတဲ့မြို့နယ်တွေမှာအပအားလုံးပြီးစီးသွားမှာဖြစ်ပါတယ်။ ဒုတိယရက်မှာရွေးကောက်ပွဲလုံးဝမလုပ်နိုင်သေးတာကတော့ရခိုင်နဲ့ချင်းပြည်နယ်ဖြစ်ပါတယ်။အကြမ်းဖက်တိုက်ရဲ့ UEC ထုတ်ပြန်ကြေညာချက်အရ56မြို့နယ်စည်းရင်းနဲ့တွေ့မယ်ဆိုရင်တောင်းတောင်ကုန်းတန်တွဲခွာအန်ထန်တလန်တွန်းဆန်ဖလန်းမိုးမောက်မန်စီနဲ့ဗမောက်မြို့နယ်ဆိုပြီးဆယ်မြို့နယ်ကြီးကြီးကြီးပြန်ရှိနေပါတယ်။စည်ရည်တင်းမာနေတဲ့မြို့နယ်တွေဟာလည်းတိုင်းနဲ့ပြည်နယ်အနှံ့အပြားရှိနေပါသေးတယ် ပထမအရင်နဲ့ဒုတိယအရင်ဟာရက်သတ္တပတ်နှစ်ပတ်သာခြားတာဖြစ်တဲ့အတွက်တတိယအရင်ဟာလည်းဇန်နဝါရီ25ရက်နေ့မှသာလုပ်ခဲ့ပါလေခြေပိုင်းမှာကြံရှိနေတဲ့ဆယ်မြို့နယ်နဲ့စစ်တပ်ဟာတဝဲရရှိအောင်စီရင်နီတက်တက်နဲ့တော့ပြန်လည်ထိရှုပ်နိုင်ပြီးနေလွန်နေပါသေးတယ်စစ်တိုင်းလို့မနိုင်မချင်းနောက်ဆုံးအရစ်ကိုတဖြည်းဖြည်းချင်းနောက်ဆုံးသွားမလား စစ်တိုက်လို့မနိုင်တဲ့မြို့နယ်တွေကိုကြားပြရွေးကောက်ပွဲပြုလုပ်မယ်ဆိုရက်56 plus ဆိုပြီးပြောင်းထည့်သွားမလားဆိုရက်နှစ်ချက်ပဲလုပ်ရန်ရှိပါတယ်ပထမအရေးဆိုရင်ရပ်ပေါင်း60သာလိုတော့တာဖြစ်တဲ့အတွက်မဲဆွယ်ကာလဆိုပြီးကြက်ဖို့အဖွဲ့တွေမျက်စိနောက်လာပွဲရှိသလိုရွေးကောက်ပွဲမလုပ်နိုင်ကြေညာထားတဲ့မြို့နယ်တွေအပါအဝင်အခြားလွတ်မြောက်နယ်မြေတွေကိုမိစ္ဆာလီတက်ကနေအချမ်းဖက်အဖျက်မောက်လုပ်ငန်းတွေဇက်တိုက်လုပ်ကင်လာပါလိမ့်မယ် ။ညီပြင်းစစ်ကြောင်းတွေကတော့လက်တလုံးအဖြစ်ပထမရေးဒုတိယရေးလုပ်မယ်ဆိုတဲ့ဒေတာတွေတဝိုက်မှာပို့ပြီးကြည့်ကြည့်လေးလေးဖြစ်အောင်စူးစီးထားနိုင်နေရှိပါတယ်။ဘာကြောင့်လဲဆိုတော့အခြားသောဘောမပါတီကိုယ်စားလှယ်တွေလုံခြုံရေးအရမဲမဆွယ်နိုင်ပေတစ်ဖက်သက်အနိုင်ရရှိသွားစေမဲ့အစီအမံရှိနေတယ်ဆိုတာပေါ်လင်ပါလေ။လုံးဝမလာနောက်ပိုင်းကိုကြော်လို့မီဆိုတာနဲ့တိုက်ပွဲခေါ်တာနေကြဲကြဲလောင်လောင်ပြန်ပြီး ကြားလာရနိုင်ရင်ရှိတယ်လို့မှန်းဆရပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလည်းဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်